လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ ကိုင်းနိုင်ရဲ့မြို့တော်မုံရွာမြို့နဲ့စတောင်းရွှေဘိုစတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲအတွက်ကြိုပြင်တဲ့အနေနဲ့စောစုကအထိုင်းစကန်နဲ့ကာကင်းတွေကိုတိုးချဲ့လာတယ်လို့တော်လိုင်းအင်အားစုတွေကသုံးသပ်ပြောဆိုကြပါတယ်။ရွှေဘိုမြို့တောင်ဘက်မုံအနီးကကြေးရွာတွေမှာစောစုကအခုရက်ပိုင်းအတွင်းအထိုင်းစကန်တွေတိုးချဲ့ချထားပြီးတော့နေရ9နေရလောက်မှာလဲကာကင်းစကန်တွေချထားတယ်ကတွေ့ရတယ်လို့ Wallet Information and Network အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ရွှေဘိုမြို့တောင်ဘက်မှာရှိတဲ့ဒကနန်း ရှားတော်ရွာရွှေဘိုတဲဝင်တဲ့မူပေါင်လန်လက်ပံကုန်းရွာ BE အရက်ချက်ဆက်ယုံစတဲ့နေရာတွေမှာနေရာဖြန့်ယူထားတာဖြစ်တယ်လို့သူကပြောပါရယ်။ဒါပြင်မုံရွာမြို့နယ်ကကြောက်ကရွာလန်တလျှောက်မှာလဲစုံစုတက်ကကာကင်စကန်တွေတောက်လျှောက်ခြားထားတယ်လို့လည်းဆိုပါရယ်။ရွှေဘိုမန္တလေးလမ်းပေါ်ကစက်တောင်မြို့ရဲ့မြောက်ဘက်ဂူကြီးတွင်းရွာကိုအော်တိုဘာ22ရက်ကလေးကအင်အား150လောက်နဲ့ဝင်ရောက်နေရာယူထားပြီးတော့အခုချိန်ထိတော့လှုပ်ရှားမှုမရှိသေးပါဘူး။ ရွှေဘုံမြို့အရှိဘက်ကကြောင်မြုံခမရ72ကိုစကိုင်းတမ33ကနေ MI70 ရဟတ်ရင်နဲ့လူလက်နက်နဲ့ရိတ်ခါတွေအင်အားဖြစ်တင်းနေရတွေ့ရတယ်လို့လဲသူကစပ်ပြောပါတယ်။အလားတူစကိုင်းတမ33ကနေရွှေဘုံစကားရရှင်ခမရ72ဝင်းတုံမြို့ခမရ120စတဲ့နေရာ3နေရာမှာလဲစုံစုကစကိုင်းတမ33ကနေရဟတ်ရင်တွေအပြင် MI70 3စီးနဲ့အင်အားဖြစ်တင်းနာတွေဇက်တိုက်လှောက်ဆောင်ခဲ့တယ်လို့ Wellland Information နဲ့ Network ကပြောပါရစေ။